is Radio Free Asia. The following program is in Burmese. မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့ RFP လွတ်လပ်တဲ့အာရှသက်ရဲ့မြန်မာဘာသာအစီအစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကကြကြောင်းပါခင်ဗျာ ဒီကနေ့မှာခရိုင်လိုပဲထူးခြားတဲ့မြန်မာသတင်းတွေကိုဥစွာနှาศင်ရမှာပါငလျင်ဘေးကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးကိုအာယုံစူးစိုက်လှုပ်ဆောင်ဖို့ဆိုပြီးစစ်ကောင်စီကအပြစ်ခတ်ရက်စဲရေးကိုနောက်ထပ်သတင်းတစ်ပတ်တက်တန်းတိုးမြှင့်လိုက်ပြီးမယ်လေချောင်းဘုံကျဲမှုတွေကတော့ရက်မသွားသေးပါဘူးကျွန်တော်အခုစကားပြောနေရင်မှပဲသခိုင်းတိုင်းဒီဘဲရင်မြို့နယ်ထဲမှာအခုလေလေချောင်းပြစ်သွားပြန်ပြီလေချောင်းပြစ်လို့ပြည်သူ၅ယောက်တေဆုံးသွားတယ်ကျွန်တော်တို့မြန်မာစစ်တပ်ကတော့ ီတိုင်းပါပဲသူတို့ဘယ်တော့မှသူတို့ယုံကြည်နိုင်ကြလဲအကြောင်းမရှိပါဘူးမကြခင်သတင်းဆောင်မတွေထုတ်လွှင့်တဲ့အခါပြည်ပြည်စုံစုံကြားမှာပါအခုသတင်းတွေစတင်အစင်ခန်းတင်ပြပါရစီခင်ဗျာမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းကလေးအကြောင်း ဧပြီလ22ရက်နေ့အထိပျောက်ဆုံးနေသူ100ကျော်လောက်ရှိနေသေးတယ်လို့စစ်ကောင်စီကပြောပါတယ်။အတီးပြုထားတဲ့စီးရင်တွေအရငလျင်ကြောင့်တေဆုံးသူ3950ကျော်၊ဒဏ်ရာရှိသူ9100ကျော်ရှိနေပါတယ်။ပြည်တွင်းပြည်ပလူမှုကူညီရေးအဖွဲ့အစည်းတွေက ရှားပွေကယ်ဆယ်ရေးတွေကိုဆက်လက်လှုပ်ဆောင်နေကြပြီးဧပြီလ22ရက်နေ့အထိလူ650ကျော်ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ေဆုံးသူ960ကျော်ရဲ့ရုပ်အလောင်းတွေကိုလည်းရှာဖွေနိုင်ခဲ့တယ်လို့စစ်ကောင်စီထုတ်သတင်းစာတွေကဖော်ပြပါဗျ။စစ်ကောင်စီမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရအေပီလ22ရက်နေ့အထိနောက်ဆက်တွဲငလျင်အကြိမ်150ကျော်လွတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂအဖွဲ့ကလည်းငလျင်ဘေးဒေသတွေမှာပြည်သူ၄တန်းကျော်လောက်တန့်ရှင်းတဲ့ရေနဲ့အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့အစိုးရခန်းစာထုတ်ပြန်ပြီးပြောဆိုထားပါတယ်။ ဒီတော်တွင်းမှာပဲငလျင်ဘေးတင်ဒေသတွေမှာမတန့်ရှင်းတဲ့ရေနဲ့ပတ်သက်တဲ့ရောဂါပြရဖြစ်ပွားမှု မုတ်တုံအဝင်ကာလမှာသွေးလွန်တကွေးလိုချင်းချောင်းဖြစ်တဲ့ရောဂါတိုးပွားမှုအန္တရာယ်တွေရှိနေတဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းသတိပေးထားပါတယ်လူများပြားတဲ့ဒေသတွေမှာခိုလုံနေရတာမိန်လာစနစ်ညံပြင်းတာပျက်စီးနေတဲ့အဆောက်အုံတွေနဲ့ကျန်းမာရေးကဏ္ဍမပြည့်စုံမှုတွေကယောဂဖြစ်ပွားမှုအန္တရာယ်ကိုတွန်းပို့နေတယ်လို့ WHO ကပြောပါတယ် WHO အနေနဲ့ငလျင်ဘေးသင့်ဒေသတွေကိုကူညီနိုင်ဖို့အမေရိကန်ဒေါ်လာ၈သန်းတောင်းခံထားတယ်လို့ဆိုပါတယ်။အဒီတော့တွင်မှာပဲမြန်မာငလျင်ဘေးအတွက်ဂျာမနီနိုင်ငံအစိုးရကလူသားချင်းစာနာမှုအကူအညီအဖြစ်အမေရိကန်ဒေါ်လာ၂သန်းခွဲနောက်ထပ်ပြည့်သွားမယ်လို့ပြောပါတယ်။အဒီနှစ်အတွက်မြန်မာနိုင်ငံကိုကနဦးအကူအညီဒေါ်လာ၁၀သန်းပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဂျာမနီနိုင်ငံအနေနဲ့ငလျင်ဘေးအပြီးမြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာကာလရှည်ကြာဆက်လက်ကူညီပေးသွားအောင်မယ်လို့လည်းရန်ကုန်မှာရှိတဲ့ဂျာမနီတန်ယုံကသတင်းထုတ်ပြန်ထားပါတယ်။မြန်မာငလျင်ဘေးတင်ဒေသကလူပေါင်း16000နီးပါးအတွက်ကုလသမဂ္ဂရဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေပါတဲ့လေရင်တစ်စင်းဟာဒူဘိုင်းမြို့ကနေရန်ကုန်မြို့ကိုမနေ့ကမနက်ပိုင်းမှာရောက်ရှိလာခဲ့ပါပြီ။ဒီပစ္စည်းတွေထဲမှာအရေးတကြီးလိုအပ်နေတဲ့ရွက်ဖြင့်တဲတွေနဲ့ တခြားအိမ်သုံးပစ္စည်းတွေလည်းပါဝင်တယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကပြည်သူတွေအပေါ်အကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာတွေချက်ချင်းရပ်တန့်မှုမတရားဖန်ဆီးထိန်းသိမ်းခံရသူတွေကိုလွှတ်ပေးဖို့နဲ့လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေအတွက်အဟံအတားမရှိကူညီခွင့်ပေးဖို့အမေရိကန်အစိုးရကတောင်းဆိုလိုက်ပါတယ်ကမ္ဘောဒီးယားနိုင်ငံ CMR မြို့မှာ ဧပြီလ22ရက်နေ့ကကျင်းပခဲ့တဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲအတွင်းမှာအမေရိကန်အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဘျူရိုအကြီးအကဲတူဦးဖြစ်သူရှောင်းအိုနဲလ်ကအခုလိုတိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာတရေနီကိုတင်ပြခဲ့တာပါ RFP ကိုနားဆင်နေကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မကြခင်သတင်းဆောင်မတွေစတင်ထုတ်လွှင့်တော့မှာပါခင်ဗျာ တော်ရရှိမှာခင်ဗျာစစ်ကောင်စီတပ်ကယာယီအပြစ်ခက်ရဲစဲရေးကိုအပီလကုံအထိတက်တန်းတိုးလိုက်ပါတယ်ဒါပေမဲ့ဘုံကျဲတက်ခိုက်မှုတွေကတော့ပိုပြီးတိုးမြင့်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်အပြစ်ခက်ရဲစဲထားခဲ့တဲ့ပြီးခဲ့တဲ့သတင်းသုံးပတ်တာအတွင်းဘုံကျဲတက်ခိုက်မှုနဲ့လက်နက်ကြီးတွေကြောင့်အရက်သားပြည်သူ160ကျော်သေဆုံးခဲ့ရပြီး300နီးပါးဒဏ်ရာတွေရရှိခဲ့ပါတယ်ဒီအကြောင်းပြည်စုံကိုကျွန်တော်တို့ RFP ဝိုင်းတော်သားကိုစိုင်းဝနဆက်တင်ပြပါလိမ့်မယ်ခင်ဗျာ နိုင်ငံတကာကပြစ်ခတ်ရဲဆဲထားဖို့ PRP တောင်းဆိုမှုတွေရှိလာခြင်းစစ်ကောင်စီတပ်ကငလင်ဘေးကူညီကယ်ဆယ်ရေးကိုအာရုံစိုက်လှုပ်ဆောင်ဖို့နိုင်ငံတော်ကိုဧပြီ၂ရက်ကနေ22ရက်ထိသတင်း၃ပတ်ကြာအပြစ်ခတ်ရဲဆဲကြောင်းကြေညာခဲ့ပါတယ်။ဒီအပြစ်ခတ်ရဲဆဲရေးကိုနောက်ထပ်တစ်ပတ်တတန်းတိုးလိုက်ပြီးဧပြီ30ရက်ထိပြည့်ရက်ထားမယ်လို့စစ်ကောင်စီတပ်ကဧပြီ22ရက်မှာထပ်မံကြေညာပါတယ်။ ဒါပေမဲ့ April 23ရက်မနက်7:00နာရီဝန်းကျင်မှာပဲစကိုင်းတိုင်းတပဲရင်မြို့နယ်လက်လုတ်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတယောက်က RFI ကိုပြောပါတယ်။ကျွန်တော်အခုစကားပြောနေရင်မှာပဲစကိုင်းတိုင်းဒီပဲရင်မြို့နယ်ထဲမှာအခုလေလေကြောင်းပစ်သွားပြန်ပြီ။လေကြောင်းပစ်လို့ပြည်သူ9ယောက်သေဆုံးသွားတယ်။ကျွန်တော်တို့မြန်မာစစ်တပ်ကတော့ဒီတိုင်းမှာပဲသူတို့ဘယ်တော့မှသူတို့ယုံကြည်နိုင်စရာလည်းအကြောင်းမရှိပါဘူး။ရှေ့ရတော့သူကကဘာကိုတော့ဟန်ပြအပြစ်ကရက်ဆဲပါတယ်လို့ပြောတယ်။ ပြောပြီးတော့ကြတော့အခုအခုလောလောဆယ်မှာလှုပ်နေတာဆိုလို့ရှိရင်ကြည့်လိုက်ပါဦးလားအဲ့ဒီတိုက်ခိုက်မှုကြောင့်အသက်73နှစ်အရွယ်မတ်ကျဲဦးပါဝင်ရွာကန်9ဦးသေဆုံးခဲ့ပြီးနောက်ထပ်9ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်စစ်တပ်ကယာယီပစ်ခတ်ရက်စဲခဲ့တဲ့ပြီးခဲ့တဲ့သတင်း3ပတ်အတွင်းမှာလည်းရန်ကုန် AR နေပြည်တော်ကလွဲလို့ကြံဒေတာ12ခုကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်အာရဖစ်ကပြုစုထားတဲ့စင်းတွေရအပစ်ခတ်ရက်စဲထားတဲ့သတင်း3ပတ်တွင်ဘုံကျဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ်ရက်သား161ယောက်သေဆုံးပြီးနောက်ထပ်296ယောက်ဒဏ်ရာရခဲ့ပါတယ်သေဆုံးထိခိုက်မှုအများဆုံးကသခိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေဖြစ်ပါတယ်သခိုင်းတိုင်းမှာ63ယောက်သေဆုံးပြီး106ယောက်ဒဏ်ရာရခဲ့သလိုမန္တလေးတိုင်းမှာ48ယောက်သေဆုံးပြီး85ယောက်ဒဏ်ရာရခဲ့ပါတယ်သခိုင်းတိုင်းနဲ့မန္တလေးကိုမိတိလာမကွေးလေတက်စခန်းတွေကနေဂျက်တိုက်လေရင်တွေတိုက်ခိုက်ရေးရဟတ်ရင်တွေအပြင်စက်တက်လေထီတွေတုံးပြီး တနေ့ကို12ကြိမ်ထက်မနည်းဘုံကျဲတိုက်ခိုက်နေတာလို့လေကြောင်းတိုက်ခိုက်မှုလေလာစောင့်ကြည့်သူတွေက RFP ကိုပြောပါတယ်စစ်ကောင်စီတပ်ကဒီလိုတိုက်ခိုက်တဲ့အခါငလင်ကြောင်းအကြီးကျယ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသတွေကိုလည်းမရှံထားပါဘူးငလင်တွင်းအဆောက်အုံပြိုကျလို့သေဆုံးထိခိုက်မှုတွေရှိခဲ့တဲ့မရယာမြို့နယ်အိုင်တန်ရွာဖုန်ကြီးကျောင်းဟာဧပြီ22ရက်နေ့လယ်တနာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ဖုန်ကြီးနှစ်ပါးနဲ့ရွာခံနှစ်ယောက်အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတယောက်က RFP ကိုပြောပါတယ် ရောဂါနဲ့နှစ်ချက်ဝင်ပြစ်ပြီးတော့မှပေါင်တရာတက်တက်ကျသွားအဲ့ဒီကြောင်းကလည်းဘယ်လိုပြောမလဲပြီးခဲ့တဲ့ငလျင်ကမှတကြောင်းလုံးပြိုလာပြီးတော့အဲ့ဒီအဆောင်လေးတစ်ဆောင်နှစ်ဆောင်ပဲကျန်လာအဲ့ဒီကျန်တဲ့အဆောင်ကိုတက်တက်ပြစ်သွားတာပြစ်ပြီးတော့ပေါင်တရာချသွားတာအဲ့ဒီငလျင်လှုပ်တော့ကလည်းအဲ့ဒီကြောင်းကဘုန်းကြီးတစ်ပါးပြန်တော်မူသေးတယ်ပြို့ပြီးတော့ဗောနော်ဘုန်းကြီးတစ်ပါးပြန်တော်မူပြီးတော့လူနှစ်ယောက်ကတပင်ပြစ်ပြီးတော့ဆုံးနာသေးတယ်ရတားပြစ်မှတ်တွေကိုတိုက်ခိုက်တာနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းတွန်းကိုအရဖိကဆက်သွယ်ခဲ့ပေမဲ့အကြောင်းမပြန်ပါဘူး မြို့သားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကတော့စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်ရက်စဲမှုဟာနိုင်ငံတကာမှာမျက်နှာကောင်းရဖို့ဟန်ပြလုပ်ခဲ့တာလို့ဝေမှန်ပါတယ်။မြေပြင်မှာတော့တောက်လျှောက်ဒီရဲသားပြည်သူတွေကိုပုံကျဲတပ်ဖြတ်တာတွေနောက်ပြီးတော့ဒီစစ်ကြောင်းထိုးတာတွေနော်ဒါတွေကတောက်လျှောက်ကျွန်တော်တို့လုတ်လုတ်ကန်ဆောင်ရွက်နေတာတွေတွေ့ရတယ်ပေါ့နော်။အဲ့တော့ကြောင့်မို့ဒီပြစ်ခတ်ရက်စဲရေးဟာနိုင်ငံတကာရဲ့မှာမျက်နှာကောင်းရခြင်းလို့ပေါ့နော်။ဟန်ပြထုတ်တဲ့ပြစ်ခတ်ရက်စဲရေးပဲဖြစ်တယ်။အခုလည်းပဲတက်တန်းတိုးတာဟာ ဒါဟန်ပြတက်တန်းတိုးတာသာလင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်နိုင်ငံတကာအနေနဲ့လည်းဒီစာရွက်ပေါ်ကစာသားတွေကိုပဲအဲကျွန်တော်တို့ကြည်နေလို့မရဘူးပေါ့နော်လက်တွေ့မြေပြင်မှာအမှန်တကယ်ဘာတွေဖြစ်နေလဲဆိုတော့အချက်ကိုပါကြည်ပြီးမှအဲဒါကိုကျွန်တော်တို့မှန်မှန်ကန်ကန်အသိမြင်နိုင်အောင်စူးစမ်းဖို့တော့အရေးကြီးတယ်ထင်ပါတယ်ဗျမြို့သားညီညွတ်ရေးဆိုရ NUG ရဲ့ယာယီပြစ်ခတ်ရက်စဲရေးကတော့ဧပြီ20ရက်မှာတက်တန်းကုန်သွားပါပြီနိုင်ငံရေးရည်မှန်းချက်အတွက်တက်တန်းတိုးတော့မှာမဟုတ်ပဲ စစ်ကောင်စီတပ်ဌာနချုပ်တွေနဲ့စခန်းတွေကိုထိုးစစ်တွေဆက်လုပ်သွားမယ်လို့ဥနေဖုံးလက RFA ကိုပြောပါရယ်။ဒါပေမဲ့ငလင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့နောက်ရှက်ဟန်တာမှုတွေပြုလုပ်မှာမဟုတ်ဘူးလို့ဆိုပါရယ်။စစ်ကောင်စီတပ်ကလည်းသူ့ရဲ့တပ်ဌာနချုပ်တွေနဲ့စခန်းတွေကိုတိုက်ခိုက်ရင်လက်တုံပြန်တိုက်ခိုက်သွားမယ်လို့ယာယီပြစ်ခတ်ရစေးရေးကြေညာချက်မှာဖော်ပြထားပါရယ်ခင်ဗျာ။ကိုဆိုင်ဝနာတင်ပြသွားခဲ့တာပါ RFA ကစီစဉ်တွေဆက်လက်ထုတ်လွှင့်နေပါရယ်ခင်ဗျာ။ RFA လွတ်လပ်တဲ့အာရှအတိုင်းရဲ့ထုတ်လင်းချက်တွေကိုနားဆင်နေရတာပါဆက်လက်ပြီးစစ်ဘေးဒုက္ခတဲ့တားပြောက်မိခင်တူရဲ့တောကဆိုတဲ့တင်ပြချက်တခုကိုနားဆင်ရပါမယ်ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့တွင်းမှာဖြစ်ပွားခဲ့တဲ့ပြိပခါးကြားမှာဖမ်းဆီးခံလိုက်ရပြီးပျောက်ဆုံးသွားတဲ့တားဖြစ်သူကိုမျှော်လင့်နေတဲ့စစ်ဘေးဒုက္ခတဲ့မိခင်တူရဲ့အကြောင်းကိုကိုကျော်စိုးလင်းကတင်ပြထားပါဗျာ

။ကြားပြည်နယ်ဒီမော့စုမြို့နယ်ကလွိုင်နန်းဖာမြို့မှာစစ်ဘေးရှောင်နေတဲ့ဒုက္ခသည်တစ်ယောက်ပါ။သူ့မှာသားသမီး9ယောက်ရှိပါတယ်။အဲ့ဒီတည်းကတက်တရမြောက်သားဟာပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကစီဆိုင်မြို့နယ်မှာစစ်ကောင်စီလက်အောက်ခံအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ပအုပ်မျိုးသားအဖွဲ့ချုပ်လက်နက်ကင်တပ်တွေကဖမ်းဆီးတာကိုခံခဲ့ရပါတယ်။အသက်18နှစ်အရွယ်ပဲရှိသေးတဲ့သူ့ရဲ့အဲ့ဒီသားဖြစ်သူဟာဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းလိုင်ကူတလုံးထဲမှာရှိတဲ့ကြောက်ထဲကိုပြစ်ချခံခဲ့ရပါတယ်။ကိုထက် ကန်ချပြလာသူတို့လက်ထိတ်ခါမှသူတို့ပစ္စည်းတွေကလောချူမကလောတိမ်မှအမတာဒီကွန်ပျူတာတလုံးလေးပါတာတယ်လေနော်အခုလက်ရှိမှပါတော့ပြောတော့သူတို့မိန်းကလေးတယောက်လူလာပြောတာဘာလဲဘောင်းဘီအခစားဘောင်းဘီနဲ့လက်တူနဲ့ပဲအဲတကယ်တော့စတာချမ်းမီမကောင်းဘူးနော်နော်ဂူဒမန်နေရှင်အေးရဲအေးရဲသူတို့ပြောကြမှာဒေါ်ဗီဂျီနီယာရဲ့သားဟာရန်ကုန်မြို့မှာဂျပန်စာသင်နေရာကနေစီဆိုင်မြို့မှာရှိတဲ့မိသားစုစီပြန်လာချိန်မှာဒီလိုအခြေအနေကြုံတွေ့ခဲ့ရတာပါ ဲ့ဒီနေ့ကဒေါ်ဗီဂျီးနီးယားရဲ့တားအပါဝင်ဒေသခံ၈ယောက်ကို PNU အဖွဲ့ကဖမ်းဆီးပြီးကြောက်ထဲပြစ်ချခဲ့တာပါအဲ့ဒီထဲမှာအမျိုးသမီး၂ဦးလည်းပါဝင်ပါတယ်ဒါပေမဲ့ကံကောင်းထောက်မှာပြီးသူတို့အားလုံးကြောက်ရဲ့ပေ၂၀လောက်နှက်တဲ့ပထမအဆင့်ကိုပဲကြားခဲ့ပါတယ်သူတို့တွေက၇ယောက်ကတော့အသက်ဘေးကလွတ်မြောက်ခဲ့ပြီးတယောက်ကတော့ကြောက်ထဲကိုကျတဲ့အချိန်နဲ့ခါယူချူပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်ဦးအက်ဒရက်ကတော့အသက်မပြေပဲပြန်လွတ်လာသူတွေကတယောက်ပါသူတို့ကိုအကြောင်းပြချက်ခိုင်ခိုင်မာမာမရှိပဲ PNU ကဖမ်းဆီးပြီး တက်ဖြတ်ဖို့ကြိုးစားခဲ့တာလို့သူကပြောပါတယ်။ဘာဖြစ်ကျွန်တော်တို့ပြေးပါမရှိနဲ့ဘာဖြစ်တော့ကျွန်တော်တို့ဖမ်းလဲကျွန်တော်တို့တနထောင်းတမမဟုတ်ဘူးရဲဘော်မလုပ်ဘူးလို့ကျွန်တော်တို့ပြောတယ်။နေရောတိရှင်ကပြောပြမယ်သူ့ဘူတယောက်လာပြောတယ်။မင်းတို့ကရန်ကရာကရောတွေဆိုရင်လည်းကရာပြည်ရဲ့နေမိကြောင့်တယောက်ဝတိရတာမဟုတ်ဘူး။ငါတို့တာထားမနေသူလို့ပြောတယ်။အဲ့ဒါကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်ပြောတယ်။အဲ့ဒါကျွန်တော်တို့ပဲဆိုင်မလို့ကျွန်တော်တို့လည်းဗာလဲဒီနေ့လို့ဒီနေ့စားပဲပြီသူပဲတနထောင်းတယောက်မပါဘူးလို့ပြောတယ်။နောက်သူကဒီတိုင်းမှာ ဘိုးနဲ့ပြောနားမလဲတော့မျိုးပေါ့နောက်တခါလဲကြိုးတုံမအောက်ဆင်ခိုင်းနောက်အရှိဆုံးနေရောက်ရင်ဆွဲခိုင်းအဲ့ဒါဆွဲကကြရတဲ့ကူအောက်မှာကူထက်မှမပြင်းတဲ့ကူအောက်မှာပြစ်တည်လိုက်တာပြစ်တည်နေရကကြရဟုတ်ခဲ့ရဲ့ဥက္ကဋ္ဌတွေ့မှုဖြစ်နေအဲ့ဒါကြရကျွန်တော်ကူထက်မှတုံချထက်လိုက်တုံချရတဲ့ချိန်ရကြတောက်ကလေးစီတုံချပေါ့သူကဒေါ်ဗီဂျီနီယာရဲ့သားကိုကောင်းကောင်းသိပါတယ်ဒေါ်ဗီဂျီနီယာရဲ့သားဟာဒန်ယာနည်းနည်းရထားပေမဲ့အသက်မသေးခဲ့ဘူးလို့သူကပြောပါတယ်သူကဒန်ယာတော့ ชิเสรปอลันเมียนนาเนเปเรนาตวาเลเนที่ตวาเรนาบะเลตูลังชอบไหนเทเรบ่บะปี้เรตูว่าจาไปแมอะจาเลเนเนรอตูนเราซวยทอดเลตูเราไปซวยทอดอูเลจောက်แท้ก็เปลี่ยนตัดลาနိုင်ပြီးတဲ့နောက်မှာ PNU လက်ကနေလွတ်အောင်လို့သူတို့လူခွဲပြီးထွက်ပြေးခဲ့ရပါတယ်အဲ့နောက်တခြားသူတွေအိမ်ကိုအသီးသီးပြန်ရောက်ခဲ့ကြပြီးမဲ့ဒေါ်ဗီဂျီနီးယားရဲ့သားကတော့ပြန်ရောက်မလာပါဘူးဒါအပြင်အဆက်အသွယ်လည်းလုံးဝမရတော့ပါဘူးအဲ့လိုဖြစ်ပြီးနှစ်လလောက်ကြာမှာပဲ တော်လိုင်းတက်တွေနဲ့စစ်ကောင်စီ PNO ပူးပေါင်းတက်တွေကြောင့်တိုက်ပွဲတွေကြောင့်ဒေါ်ဗီဂျီနီယားလူမိသားစုသူတို့နေရက်ကိုစွန့်ပြီးကြားပြည်နယ်ကိုစစ်ပေးရှောင်ခဲ့ရပါတယ်။သူတို့မိသားစုဟာစစ်ပေးရှောင်ရင်အခက်အခဲတွေကြားမှာရုန်းကန်နေရပေမဲ့လည်းပျောက်ဆုံးနေတဲ့တားဖြစ်သူရဲ့တရင်ကိုရဖို့တက်နိုင်သမျှကြိုးစားခဲ့ပါတယ်။ဟုတ်တယ်ပြတွေ့ရဖို့ဆိုသူဓမြနဲ့သွားစုံစမ်းခိုင်းတယ်။ဒါဖြစ်သူအတွက်ဖះမှာစူတောင်းယုံကလွဲလို့သူဘာမှမတက်နိုင်တော့ပါဘူး။ တွေ့ရတော့ဆိုတော့ဘယ်လိုခံစားလဲဆိုဒီလိုပဲဘောနော်ရှိများရှိဗမ်ရောဗမ်လာလို့ဒီလိုခံယူချက်ရှိတယ်ဓမ္မတကခါကဒေါ်တော်လဲအာလောပြလဲတဲ့မှာဆိုတကခါတော့အဲ့လိုယေရှုမပြောလိုက်ပါတော့တည်လဲလူမြောက်မစင်လို့ရှင်လဲဒီမှာ ြန်လွတ်လာပြီးတော့လို့ပြန်မိသားစုထဲဒေါ်နာမအမေရနာမပြန်လာတော့ဒီလိုပဲစူတောင်းရလို့မှာဘောဒီလိုမချိမဲကြေခွဲပြီးဒီလိုပဲလောလောလောဘောပြောရမှာကိုချောဆူလျင်တင်ပြချက်ကိုနားဆင်ခဲ့ကြတာပါဒီကနေ့ RFP လွတ်လပ်တဲ့အာရှတန်ရဲ့ထုတ်လွှင့်ချက်အစီအစဉ်လေးလည်းဒီမှာပဲပြီးဆုံးပါပြီ RFP ကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်သောတာရှင်မြန်မာပြည်သူများဘေးရန်ခတ်သိမ်းကင်းဝေးပြီးကိုစိတ်နှပြကျမ်းမှရှင်လန်းနိုင်ကြပါစေခင်ဗျာ You have been listening to Radio Free Asia.